တစ်တော်တွေကိုရှင်းလင်းဖို့ရောက်ရှိလာပြန်ပြီဖြစ်တဲ့ရက်တပတ်နော်ဒယ်ဟန်ဖောရက်အသင်းနဲ့ United ပွဲကြိုရင်ခုန်တယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ကျန်းပါ ဒီတစ်ပတ်စနေနေ့ညမြန်မာစံတော်ချိန်ည9:00နာရီခွဲအချိန်မှာတော့ဒီယာဒီနိုင်ပွဲတပွဲတာရရှိသေးတဲ့ Nottingham Forest တို့အိမ်ကွင်းမှာပဲ United တို့တွားရောက်ရှင်ပြန်ရတော့မှာဖြစ်ပါတယ်။ Nottingham Forest တို့ဟာဒီယာဒီမှာအခြေအနေတော်တော်လေးကိုစိုးရွားလျက်ရှိပြီးအဆင့်18နေရာအထိရောက်ရှိနေတာနိုင်ပွဲတပွဲပဲရရှိထားပြီးတရေနှစ်ပွဲနဲ့ရမှန်၅မှတ်သာစုဆောင်းထားနိုင်ခဲ့ပြီးစက်တိုက်ဆိုသလိုရှုံးပွဲတွေကြုံနေရပါတယ်။ မနစ်တုန်းကရာသီမှာဥရောပပြိုင်ပွဲဖြစ်တဲ့ယူရိုဘာလိုက်ကိုတောင်ရှင်ပြိုင်ခွင့်ရရှိထားတဲ့အသင်းဟာဒီနှစ်မှာတော့ကစားသမားကောင်းတွေကိုရောင်းထုတ်လိုက်ပြီးအသင်းရဲ့ဟန်ချက်တွေကိုမထိန်းထားနိုင်တော့ပဲတန်းဆင်းဆုံနဲ့ရောက်နေတာကတော့အတော်လေးကိုစိုးရင်စရာဖြစ်နေပါတယ်။ဒါပေမဲ့လည်းကြားရမှာကန်ထားတဲ့ယူရိုဘာလိုက်ပြိုင်ပွဲမှာတော့ပေါ်တိုအသင်းကိုနိုင်ရရှိခဲ့ပြန်ပါတယ်။ တစ်ဖက်မှာတော့ United အသင်းဟာ၃ပွဲဆက်နိုင်ပွဲတင်တဲ့အတူမဟာပြိုင်ဘက် Liverpool ကိုတောင်းသူတို့အိမ်ကွင်းကိုတွားပြီးအနိုင်ရယူထားကချက်စီးနဲ့ကစားရခက်ခဲတဲ့ Brighton အသင်းတို့ကိုလည်းစက်တိုက်ဆိုသူတို့အနိုင်ယူထားပါတယ် United အသင်းတို့ကနိုင်ပွဲရရှိုံတွေမဟုတ်ပဲကစားသမားတွေရဲ့နိုင်လိုစိတ်ပြင်းပြမှုတွေနဲ့နီးပြရဲ့ပရီးမီးယားလိအထာကိုနက်လာလာတွေကတော်တော်လေးကိုအားရစရာကောင်းလာပြီးအမြင်ဆုံးကိုပြန်လည်တန်လှမ်းနိုင်ဖို့အတွက်တာဆူနေတဲ့အချိန်လေးဖြစ်နေပါဗျ။ လက်ရှိ United အသင်းဟာအမှတ်ပေးစရာရဲ့အဆင့်6နေရာမှာရှိပြီးအဆင့်1က Arsenal အသင်းနဲ့6မှတ်အကွာအဆင့်2ကဘုံမောက်အသင်းနဲ့နှမတ်သာကွာကျက်ရှိနေတာပဲဖြစ်ပါတယ်။နောက်ပြီး United အသင်းဟာတပတ်မှာတပွဲသာကန်ရဖို့ရှိနေတဲ့အပြင်တိုင်ယာရကစားသမားတွေလည်းအလွန်နှဲလာတာကြောင့်ရွေးချယ်စရာတွေလည်းများနေပြီးအရှိန်ဟုန်ကောင်းကောင်းနဲ့ချီတက်နေကြပြီပဲဖြစ်ပါတယ်။ကစားသမားအသစ်တွေဖြစ်တဲ့အမ်ပူမွန်တို့ကလည်းခြေစွမ်းနေဇက်တိုက်ပြနေသလို ကိုညာကလည်း United အသင်းနဲ့ပထမဆုံးဂိုးကိုရရှိခဲ့ပါတယ်။ Sasco ကလည်းအသင်းတွေအများကြီးအထောက်အကူပြုလာသလို အသင်းရဲ့ရှေ့လည်နောက်အပြင်ကိုသမားလေးလက်စမန်းကပါသူပါဝင်တဲ့ပွဲတိုင်းရာနှုန်းပြည့်အနိုင်ရရှိထားတဲ့လက်ကီးကောင်လေးလည်းဖြစ်နေပါတယ်။ဆိုတော့ယုံကြည်မှုတွေတိုးတက်တဲ့တိုးလာနေတဲ့ United အသင်းကိုအချိန်နေစိုးဝါနေပြီးတန်းစင်းစုံနဲ့ရောက်နေတဲ့ Nottingham Forest အသင်းကတားဆီးနိုင်ပါမလားဆိုတာလာမယ့်စနေနေ့ညမှာပါကြည့်ရှုရမှာဖြစ်ပြီး ။တစ်တောတွေကို ရှင်းလင်းဖို့ Forex အိမ်ဝင်းကိုခြိတက်လာကြပါတော့မယ်ခင်ဗျာ။ဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ။ဗီဒီယိုသစ်တွေတင်တိုင်းကြည့်ရှုနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မိကြပါရနော်။ကြည့်ရှုအားပေးခဲ့တဲ့ border အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။